ထူးဆန်းတဲ့ပုံစံနဲ့အသက်ရှင်နေတဲ့ရေရောတရောများဆိုတဲ့ဗီဒီယိုကိုတင်လိုက်တော့ဗီဒီယိုကြည့်နေတဲ့လူတွေအတွက်အရန်လဲပူးတွတ်ရရတယ်လို့အရန်လဲကြကြတာကိုတွေ့ရတယ်။ဒီကောင်လေးတွေဒီကောင်လေးတွေပြီးရင်ဒီလိုရိုးစိုးစိုးငါးတွေကတာမန်ဘာမှမထူးခြားတဲ့အကောင်တွေလို့ထင်ရင်တော့လုံးဝမှားသားပါပဲ။ ကိုမနေမှာဆိုရင်လေဒီလိုမျိုး video တွေများများတင်ပေးဖို့ပြောနေကြတာဆိုတော့ကျမတို့ရှင်တို့ထင်မှတ်ကနေပြီးတော့အပိုင်းနဲ့ကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ဒီတစ်ခါအပိုင်းနဲ့မှာတော့ပထမ video ထပ်ပို့ပြီးတော့သိပ္ပံဆန်းဆန်းနဲ့ထူးဆန်းတဲ့နေထိုင်အသက်ရှင်မှုပုံစံတွေအကြောင်းပြပြပေးသွားမှာပါဒါကြောင့်မလို့ပထမ video မကြည့်ရသေးဘူးဆိုရင်တော့ description မှာ link ချပေးထားပါမယ်ရှင်အခုဒီ video ထဲမှာတော့အပိုင်းနဲ့အနေနဲ့နောက်ထပ်ဘလို့ထူးဆန်းတဲ့အကောင်တွေပါနေဦးမလဲဆိုတော့ကျမနဲ့အတူတူကြည့်လိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့အခုဒီ video ကိုကြည့်နေတဲ့လူတွေကိုပုံလေးတစ်ပုံပြချင်တယ်ဒီပုံထဲမှာ ကျင်းကားတကောင်ပါနေရအောင်ရှာကြည့်လိုက်ပါတွေ့လားတကယ်တော့အခုပုံထဲမှာပါနေတဲ့အပင်လိုလိုဘာလိုလိုဟာကြီးကကျင်းကားတကောင်ပါကျင်းကားဆိုတဲ့အကောင်ကလည်းရှေးရောက်ထဲမှာရှိတဲ့ထူးဆန်းတဲ့တံတားတွေထဲမှာပါဝင်နေရပါဘာဖြစ်လို့လဲဆိုရင်တော့သူ့ရဲ့လက်တွေပြတ်သွားတာတော့မှအဲ့ဒီလက်တွေကနေပြီးတော့နောက်ထပ်တကောင်ဖြစ်လာတဲ့အပြင်ပြတ်သွားတဲ့နေရာတွေကိုလည်းအချိန်ခဏအတွင်းမှာပဲပြန်လည်ပြီးတော့ကုသနိုင်သေးရပါထူးဆန်းတာကဒီကောင်ဒီမှာအုံတော့မရှိကြပါဘူးပြောရင်လည်းပြတ်သွားတဲ့ X ကိုတော့မတတိယသွားတယ်မလားထားလိုက်ပါတော့ ဒီလိုအုံနာမရှိပေမဲ့သူတို့ရဲ့လက်တံတွေမှာပါတဲ့အာယုန်ကန်စနစ်တွေကအရန်ကောင်းတဲ့အတွက်အသက်ရှင်နေထိုင်မှုလွယ်ကူနေရပါပြီးတော့ကျင်ကားတွေရဲ့မျက်စိတွေကလည်းအဲ့ဒီလက်တံတွေမှာပဲပါတာပါဒီလိုမျိုးထူးဆန်းနေတဲ့ကျင်ကားမျိုးစိတ်တွေထဲမှာတော့ Ophio IDM မျိုးနွယ်တွေဖြစ်တဲ့ Basket Starfish လို့စိတ်ဝင်စားဖို့ကောင်းတဲ့မျိုးစိတ်တွေအများကြီးရှိနေပါသေးတယ် Basket Starfish ဆိုတဲ့နာမည်ကတော့သူတို့ရဲ့ရှုပ်ထွေးနေတဲ့လက်တံတွေကချင်းနှောင်းတစ်ခုနဲ့တူတဲ့အတွက် Basket Starfish ဆိုတဲ့နာမည်ကိုရရှိခဲ့တာပါဒီလက်တွေကိုလည်းလိုတလိုထိန်းချုပ်လို့ရနိုင်ပြီးတော့ သူတို့ရှုပ်ချင်တဲ့အချိန်မှာရှုပ်၊ရှင်းချင်တဲ့အချိန်မှာရှင်းလို့ရပါတယ်။ဒီလိုမျိုးလုပ်နိုင်တဲ့အတွက်ပဲတားကောင်တွေကိုဖမ်းတဲ့နေရာမှာပိုက်ကွန်တွေလိုဖြန့်ကားထားပြီးတော့ဖမ်းယူဆက်တောက်လေးရှိပြီးတော့အနေနဲ့ကြုံလာတဲ့အခါမှာလည်းဒီလက်တံတွေနဲ့ပဲချောင်းလန်းနာတွေ၊ပုံးနာတွေလုပ်နိုင်ပါသေးတယ်။ဒီကောင်တွေကတခြားကြိမ်ကားတွေလိုမျိုးအစိတ်ကလည်းမထုံနိုင်၊စူးကလည်းမပါဘူးဆိုတော့အနေအိုကောက်ွယ်ဘွားဒီတနည်းပဲရှိရပါဒီလက်တံတွေကြောင့်ပဲသူ့ကိုပင်လယ်ရေရောက်ကတနည်းရမှာတွေးလိုက်ရင်တော့အရန်လာတဲ့ရေမော်ပြွန်တွေလို့ထင်သွားနိုင်ပါတယ် ။တဘာဝရဲ့ပုံမှန်မြင်တွေ့နေကြအကောင့်တွေနဲ့ကွဲထွက်နေရတော့အမှန်ပါပဲ။ကဲနောက်ထပ်တစ်ကောင်နေနဲ့ငါဖြစ်နေရတော့မှရင်နစ်သေးတဲ့ငါတစ်ကောင်အကြောင်းပြပြပါမယ်။ဒီငါကိုတော့မြန်မာနိုင်ငံကလူတွေမြင်ဘူးတွေ့ဘူးကြမှာထင်ပါတယ်။နိုင်ငံခြားမှာတော့ basketball လို့ခေါ်ပြီးတော့မြန်မာနိုင်ငံမှာတော့ငပြန်၊ဘိတ်လို့ဆိုရင်တော့ဖရစ်ပွေး၊ရခိုင်လို့ဆိုရင်တော့ငထောင်သူငထောင်ပြောက်အမျိုးမျိုးခေါ်ဝေါ်ကြတဲ့ဒီငါတွေကတကယ်တော့တဘာဝရဲ့သက်မဲ့ချက်တွေနဲ့လုံးဝအောင်စမ်းချင်ပဲဖြစ်နေရပါ။မြန်မာနိုင်ငံကလူတွေအနေနဲ့ ဒီနေမဲမကြားဘူးရင်တော့မှပိုလုံးတလဲငပြန်တလဲဆိုတဲ့စကားပုံတော့ကြားဘူးကြမှာပေါ့ဒီစကားပုံတွေကငပြန်ဆိုတာကဒီငားလေးတွေကိုပြောတာပါအရင်ဆုံးသူတို့ရဲ့တဘာဝတရားနဲ့စန့်ကျင်မဲ့နေထိုင်မှုအကြောင်းကိုပြောပြမယ်မက်စကီပါဆိုတဲ့နာမည်ကတော့ရှုနေပေါ်မှာခုံခုံတောတက်တဲ့သူတို့ရဲ့အကျင့်ကိုတင်စားပြီးတော့ခေါ်ကြတာပါဒီလိုခုံနိုင်မှုကသူတို့ရဲ့အမီးနဲ့လက်တွေကိုအပြည့်ရပါတယ်ဟုတ်ပါတယ်တင်နာကြမမပါဘူးတကယ်လက်တွေကိုပြောတာပါဒီလိုလက်တွေပါနေရတာလေဒီငပြန်တွေက amphibious လို့ခေါ်တဲ့သောတာတတဝါအုပ်စုထဲမှာပါနေရကြောင်းပဲဖြစ်ပါတယ်။ဒီကောင်တွေကတာမန်ငါးရဲလိုရေထဲမှာမနေဘဲနဲ့ရွှေနေကြားထဲမှာကျဉ်လေးတူးပြီးတော့နေတတ်ပါတယ်။ဒီလိုဆူဆွနေတဲ့ရွှေထဲမှာနေရတာကလည်းသူတို့ရဲ့ခန္ဓာကိုယ်ဆူဆွစေဖို့အတွက်ပဲဖြစ်ပါတယ်။ဒါမှသူတို့ကအသက်ရှူလို့ရမှာပါ။တကယ်တော့ဒီကောင်တွေရဲ့အသက်ရှူရစနစ်ကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ cutaneous respiration လို့ခေါ်တဲ့အခြေခံတွေကနေပြီးတော့အသက်ရှူနေတဲ့စနစ်နဲ့အသက်ရှူနေကြတာပါ။ တကယ်အရေခုံထဲကနေပြီးတော့အသက်ရှူနေကြတာပါဒီလိုအသက်ရှူဖို့အတွက်အရေခုံကရေဆိုးနေဖို့လိုပါတယ်ရေဆိုးချင်တာများတခြားငရိုင်းလိုရေထဲစင်းနေနေကြတာပဲလေဒီလိုလည်းမဟုတ်ပါဘူးငပြန်တွေမှာတခြားငရိုင်းလိုရေထဲကအောက်ဆီဂျင်ကိုဆွတ်ထုတ်ပေးတဲ့စနစ်ကမပါဘူးအဲ့ဒါကြောင့်ရေထဲမှာအကြိုင်နေရေနစ်ပြီးတော့တေးရောငါးဖြစ်ပြီးတော့ရေနစ်ပြီးတေးတာဒီတစ်ခါမှရှိအောင်မထင်နဲ့အဲ့ဒါကြောင့်မေဒီငါးတွေကရေထဲမှာအကြိုင်မနေကြဘဲနဲ့ရှုပ်နေပေါ်မှာနေကြတာပေါ့ ီတက်လာတဲ့အချိန်ရှုနေဖုံးသွားတဲ့အချိန်ကြရင်တော့ရေပေါ်ပေါ်နဲ့တက်ခိုင်းလေးတွေပေါ်တက်နေကြတယ်။တက်ခါတလေဆိုရင်ကန်းဆက်နာတွေမှာပေါက်တဲ့ဘုံလုံးပင်ကနေပြီးတော့ကျေကျလာတဲ့ဘုံလုံးသီးတွေပေါ်တက်ပြီးတော့နေကြတယ်။ဒီနေရာမှာပဲမြန်မာစကပုံတစ်ခုအစားပြုလာခဲ့တာပါ။ငပြန်လေးတွေကဘုံလုံးပေါ်တက်လိုက်။ဘုံလုံးကလိမ့်ပြီးတော့ရေထဲပြန်ဆွဲချသလိုဖြစ်လိုက်။ဒါနဲ့ငပြန်တွေကပြန်တက်လိုက်နဲ့အလုတ်ကိုရှုံနေကြရတာပေါ့။ဒါ哦လူတွေကဘုံလုံးတလေငပြန်တလေဆိုပြီးတော့ လောကရင်အနေအမြင့်တက်ကြတွေကိုဖော်ပြရတဲ့နေရာမှာတုံးခဲ့ကြတာပါမြန်မာရင်းနဲ့နီးစက်တဲ့ငပြန်အကြောင်းလဲပြီးပြီဆိုတော့ဒီတစ်ခါလူတွေသိမသိသေးကြမဲ့ပင်လယ်ရှိပန်းကောင်ကြောင့်ပြပြပါမယ်ရှိပန်းကောင်လို့ခေါ်တာကတော့သူ့ရဲ့နာမည်ဖြစ်တဲ့စီးစကတ်ကိုတိုက်ရိုက်ပါတာပြန်ထားတာပါဒီကောင်ရဲ့ကိုမအပေါက်နှစ်ပေါက်ပါပြီးတော့တပေါက်ကရေစုပ်ဖို့နဲ့နောက်ထပ်တပေါက်ကရေတွေပြန်ထုတ်ဖို့ပါသူတို့ကအနေတကူကူဖြစ်လာရင်ရေထုတ်တဲ့အပေါက်ကနေပြီးတော့ရေတွေကိုပန်းထုတ်ပြီးတော့အချားအကောင်တွေကို၆လမ်းလေးရှိကြတယ် ဒါကြောင့်ပဲရေပန်းကောင်လို့နာမည်ရလာတာနေမှာပါ။သူရဲ့ပုံစံကရေမြုပ်ပင်တွေ jellyfish တနေတူတဲ့အတွက်အဲ့ဒီအုပ်စုတွေရဲ့ကလို့အထင်မှားကြပေမဲ့ဒီကောင်တွေကတကယ်တော့ကျောရုံရှိတတ္တဝါအုပ်စု shortage တွေပဲဖြစ်ပါတယ်။ဒါဆိုရင်သူရဲ့ကျောရုံတွေကဘယ်နာလောက်မှရှိနေနိုင်မလဲ။လိုက်မရှာနေပါနဲ့။သူတို့မှာကျောရုံမပါပါဘူး။ Okay okay ရှင်းပြပါမယ်။ဒီကောင်တွေကပထမအဦးဆုံးအနေနဲ့ဥကနေအကောင်ဖြစ်လာပြီဆိုတာနဲ့ခြေထဲမှာကူးခတ်သွားလာနိုင်တဲ့တာလောင်းအဆင့်ကိုရရှိကြပါတယ်။ ဒီအဆင့်မှာရေကူးဖို့အတွက်အဆင်ပြောင်းလို့ကြော်ရုံတွေမျိုးလုံးတွေနဲ့အာယုကန်စနစ်တွေအကုန်ပါရှိနေရပါဒီလိုနဲ့သူတို့နေထိုင်မဲ့ကြောက်သားဒါမှမဟုတ်မာကျိုးတဲ့မျက်နှာပြင်တစ်ခုကိုသူတို့ကိုယ်တိုင်စစ်ချက်ရှာဖွေကြပါတယ်သူတို့စစ်ချက်တွေ့ပြီဆိုတာနဲ့အဲ့ဒီနေရာမှာပဲတွေ့ကဲနေကြပြီးတော့သူတို့ရဲ့ဘဝတစ်ခုလုံးကိုကုန်ဆုံးကြပါတော့တယ်ဒီလိုမျိုးထိုင်ရမထဘဲနဲ့ဘဝကိုကုန်ဆုံးရမှာဆိုတော့သူတို့ရဲ့ကြော်ရုံတွေမျိုးလုံးတွေအာယုကန်စနစ်တွေနောက်ဆုံးအနေနဲ့အုံနာကိုပါသူတို့ကသူတို့ဖျက်ပစ်လိုက်ကြတာပါ သူတည်တဲ့ပညာရှင်တွေကတော့ဒီပြစ်စင်ကိုသူတို့ကိုသူတို့စားသုံးလိုက်တယ်လို့သတ်မှတ်ကြပါတယ်။အစားသောက်ကတော့စိတ်ပူစရာမရှိဘူး။ဒီကောင်တွေကခြေထဲမှာရှိတဲ့ပိုးမွားတွေကိုပဲစားသုံးကြတာဆိုတော့သူတို့ရဲ့ရေစုပ်ပြွန်ကနေတဆင့်စောက်ယူပြီးတော့စားသောက်ကြတာပါ။အုံနောက်လည်းမရှိမလုံးမရှားိုင်းနဲ့ဘလိုမျိုးမျိုးပွားကြလဲဆိုတာကိုရှင်းပြပေးပါမယ်။ဒီရေပန်းကောင်တွေမှာကြိုင်းကောင်မိုင်းကောင်ပါတယ်လို့ဆိုကြပါတယ်။ဘာအဖို့ဘာအမဆိုပြီးတော့မရှိဘူးပေါ့။သူတို့ကမျိုးပွားတော့မယ်ဆိုရင်အမမျိုးနဲ့အဖို့မျိုးနှစ်ခုလုံးကိုရေထဲကိုထုတ်လွှတ်လိုက်တယ်။ ီလိုပဲနောက်တစ်ကောင်ကလည်းထုတ်လုပ်လိုက်တယ်။ဒါဆိုဒီအရာရဲ့တနည်းအားမှာစုံကြပြီးတော့မျိုးအောင်အောင်ဖြစ်စေပါတယ်။နောက်ထပ်မျိုးပေါင်းနှစ်တခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့သူရဲ့ခန္ဓာကိုယ်ကနေပြီးတော့နောက်ထပ်အကောင်တစ်ကောင်ထပ်ပွားလိုက်တာပါ။သူရဲ့ကိုယ်ကနေပြီးတော့အညွန့်လိုလိုဘာလိုလိုထွက်လာပြီးတော့နောက်ထပ်ရေပန်းကောင်တစ်ကောင်ထပ်ဖြစ်သွားတာကိုဆိုလိုချင်တာပါ။ဘာပဲဖြစ်ဖြစ်ဒီရေပန်းကောင်တွေကကို့အုံနာရောမျက်လုံးရောကြောရောသူတို့မလို့အတော်ဘူးလို့ထင်တဲ့အရာတွေကိုပြန်စားသုံးနိုင်တဲ့ကောင်တွေဆိုပြီးတော့ တဘာဝအောင်လုံးစံတိုင်းနဲ့အကောင်စင်းထဲမှာရှိနေတာကတော့စိတ်ဝင်စားစရာကောင်းနေရပါ။နောက်ထပ်အနေနဲ့ထူးထူးဆန်းဆန်းဝူကုန်းလုံးပုံပြောင်းနိုင်တဲ့ရေဘွဲတစ်ခါအောင်ကြောင်းကြည့်လိုက်ကြရအောင်။ရေဘွဲတွေဆိုတာကညံရမ်းကောင်းတယ်၊အယောင်ပြောင်းနိုင်တယ်၊အမဲလိုက်ကျွမ်းကျင်တယ်၊စားတဲ့ခုံမုတ်တွေနဲ့အတူပင်လယ်ကြိုသားပင်လယ်ပရင်အမျိုးမျိုးတင်စားခုံဝေါ်ရတဲ့အထိဒီကောင်တွေရဲ့လုံနိုင်စံတွေကမြင်မာပါဗါတယ်။ဒါပေမဲ့ဒီရေဘွဲကတော့အထူးစားဆုံးလို့ပြောလို့ရတယ်။ဒီကောင်တွေက အခြားယင်းဤတရဝါရီရဲ့ပုံစံအတိုင်းဟန်ဆောင်ပြီးတော့ပြောင်းလဲနိုင်တဲ့ဒီကောင်တွင်းသောယင်းဤတရဝါရီပါဘလောက်တောင်ပြောင်းနိုင်လဲဆိုတာကိုအတိအကျမသိရသေးပေမဲ့အခုချိန်ထိတော့15ကောင်နီးပါးလောက်ထိပြောင်းနိုင်တယ်ဆိုပြီးတော့သတ်မှတ်ထားကြပါတယ်အစိမ့်ရှိတဲ့ lion fish jellyfish ပင်လယ်မွေလိုပုံစံတွေငါးပြပြကြီးတွေဒါရီကိုအဓိကထားပြောင်းလဲပြီးတော့အနည်းငယ်လေးကိုကောက်ွဲတာအမဲလိုက်တာတွေလှူဆောင်ကြပါတယ်ပြီးတော့သူရဲ့အတုခိုးပုံပြောင်းတဲ့နေရာမှာထိရောက်စေတဲ့တစ်ခုကအရောင်ပြောင်းနိုင်စွမ်းနဲ့ညံကောင်းတာပါတခြားရင်ဘွဲတွေထက် အရှောင်ပြောင်းတဲ့နေရာမှာလဲဆရာကြတယ်လို့ပဲညံကောင်းတာကလည်းလွန်ရောဘယ်ကောင်းနဲ့တွေ့ရင်ဘလို့ပြောင်းအောင်မယ်ဆိုတော့မှတ်ထားနိုင်တာပါ Lion Fish ကိုကြောက်တဲ့ငါကိုတွေ့ရင် Lion Fish လို့ပြောင်းတာပင်လယ်မွေကိုကြောက်တဲ့ကောင်နဲ့တွေ့ရင်ပင်လယ်မွေလို့ပုံပြောင်းလိုက်တာဆိုတော့ဘသူကမှသူ့ကိုဒီလိုရေးတိစားတင်ပေးသွားလဲမသိဘူးဘလတ်တောင်ပုံပြောင်းတော့လဲဆိုရင်1980ကျော်လောက်မှ DA ဘွဲကိုလူတွေတိခဲ့ကြတာပါအဲ့ဒီမတိုင်ခင်ကတော့ဘာပုံစံကြီးပြောင်းပြီးတော့ပုံနေခဲ့လဲတော့မသိဘူးပြီးတော့ဒီကောင်နေစီမှာ လက်တွေကိုအတုံးပြပြီးတော့လမ်းလျှောက်တဲ့ပုံစံကိုလည်းခဏခဏတွေ့နေရတယ်လူပညာရှင်တွေကဆိုပါတယ်။ဒီပုံစံတိုင်းဆိုရင်တော့လူပုံစံတွေတော့မအတုကူလာနိုင်တာပါ။ဒါပေမဲ့ဘလောက်ပဲဟန်ဆောင်ကောင်းကောင်းသူ့ကိုတော့လိုက်မမိပါဘူး။နောက်ထပ်တစ်ခေါက်ကြောင်းဆက်မသွားခင်မှာတလေးဆန်တွေကကျွန်တော်တို့ထင်တာကပိုပြီးနေကောင်းနေဆိုတော့ဈိုက်ဖက်ပြီးတော့ပြောချင်ပါတယ်။အရှင်အားဆိုရင်လူတွေကတလေးဆန်တွေကိုဘာအသိစိတ်မှမရှိတဲ့ကောင်းတွေလို့သတ်မှတ်ထားကြပါမယ်။လူငယ်ရဲ့နှစ်အနည်းငယ်လောက်ကလေးလာချက်တွေအရာတော့လူတွေရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေခဲ့တာပါ။ခုနကပြောသွားတဲ့ရေပွဲလေးလိုညံကောင်းတာ ကိုပိုင်အသိစိတ်ရှိတာစဉ်းစားတွေးခေါ်နိုင်တာတွေနဲ့သူတို့ရဲ့ကိုပိုင်ဘာသာစကားတွေကလူတွေလိုစမတ်ဖြစ်တယ်ဆိုတာပြတ်သားနေရပါဒီအကြောင်းကိုပုံပြီးသိနေတယ်ဆိုရင်တော့ Smart Channel Application တွေက Arismat Ines to know Housemat Animes R ဆိုတဲ့စာအုပ်ထဲမှာဖတ်ကြည့်လို့ရပါတယ်ပုံပြောင်းနိုင်တဲ့ Hero စံစံရေးပွဲအကြောင်းသိခဲ့ရပြီဆိုတော့နောက်ထပ်ထူးထူးဆန်းဆန်းအနေနဲ့ပင်လယ်မီးစက်တလုံးအကြောင်းပြပြပါမယ်ဒီမီးစက်ကတော့စူးစူးညံ့အတန်တွေမထွက်ပါဘူးစတာပါ မိစလို့တုံးလုံးလာကလည်း The Rock ပါဝင်ရိုက်ကူးထားတဲ့ Johnny တိုးဆက်ကားထဲမှာရင်ခုတင်းမောကိုဆန်နိုးဖို့အတွက်ဒီခေါင်းကြီးကိုမိစက်တလုံးလို့တုံးတော့တာကြောင့်ပါမမမဆိုရင်တော့ဒီကောင်တွေကိုအဲအဆင့်ငရှိနေလို့ခေါ်ကြပေမဲ့ဒီကောင်တွေရဲ့ငရှိမျိုးနွယ်တော့မဟုတ်ပါဘူးတကယ်တော့ဒီကောင်တွေက cat fish လို့ခေါ်တဲ့ငခုမျိုးစိတ်တွေပါဒီလင်းအဆင့်ငခုတွေကဘွားရှင်အောင်အထီတာမှာထုတ်လင်းနေတာပါဒီပမာဏက the rock ကားတဲ့ရလိုမျို ရင်ခုတ်တင်မော်တစီကိုစံနှုံးနိုင်တဲ့အချိန်မှာအပြင်းလာပါလူတရားကိုယ်တော်မှတင်းစင်နိုင်ပြီးတော့ရင်းနေတော်ဝါတိုင်းကြောက်တဲ့မိချောင်းတော်မှသူ့ကိုချိန်နေရတာပါဒင်ကခုရဲ့ဆဲတွေက electro sign လို့ခေါ်တဲ့နေဆင်ထုတ်လွှင့်နိုင်တဲ့ဆဲတွေဖြစ်ပြီးတော့ဒီလိုဆဲပေါင်း6000ဝန်းကျင်လောက်ကိုပါနေရပါဒီဆဲတွေကြောင့်ပဲနေဆစ်တွေကိုလို့တို့ချိန်နေနိုင်တာပါချိန်ကြီးရယ်ဆိုတာကနေဆစ်နည်းနည်းပဲထုတ်မလားမများထုတ်မလားဆိုတာပါတားကောင်တွေကိုရှာဖွေတဲ့အခါမှာနည်းနည်းပဲသုံးပြီးတော့တားကောင်ကိုဖမ်းမှုတွေ့ဆိုရင်တော့မများသုံးတာပါ ဒီလိုမျိုးထုံးလင်းတဲ့နေရာမှာလည်းအဓိကအင်ကအစိပ်ပိုင်း၃ခုကနေပြီးတော့ထုံးလင်းတာပါအဲ့ဒါတွေကတော့ main electric organ handler's organ search organ တို့ပဲဖြစ်ပါတယ်ဒီအစိပ်ပိုင်း၃ခုရဲ့လွတ်လပ်ပုံကိုရှင်းပြပေးပါမယ်ပထမဦးဆုံးအနေနဲ့ main electric organ ကတော့အားပြင်းဆုံးဖြစ်ပြီးတော့အကြီးဆုံးဖြစ်တယ်ဒီအစိပ်ပိုင်းကတော့တားကောင်းတွေကိုတတ်တာကုကုကုကာကွယ်ရာတွေအတွက်သုံးပါတယ် handler's organ ကတော့ဝမ်းပိုင်နားမှာရှိပြီးတော့သူ့ရဲ့အာရုံကစနစ်ဆိုရင်လည်းမှတ်မှားပါဦးဒီအစိပ်ပိုင်းကတားကောင်းကိုရှာဖွေဖို့နဲ့ အချင်းချင်းဆက်သွယ်ဖို့အတွက်အဓိကသုံးပါတယ်။ဒီအစိပ်ပိုင်းပါဝင်နေတဲ့အတွက်မျိုးလုံးကန်နေရင်တော့မှတို့ကပါဝင်စဉ်ကိုကောင်းကောင်းရေးထိနိုင်ကြပါတယ်။ search organ ကတော့တို့ရဲ့အခြေခံလျှက်စုတွေကိုထင်းထင်းပြရဲ့နေရာတစ်ခုပါ။ဒီကောင်းလေးကိုတော့ဇက်ကားတွေတော်တော်များများမဖော်ပြထားပြီးတော့တစ်ချိန်ကအောင်မြင်ခဲ့တဲ့ The Amazing Spider-Man 2ရဲ့ villain ဖြစ်တဲ့လူကဒီငါးတွေကြောင့်ပဲလျှက်စုလူသားဖြစ်သွားတာပါ။ဒါကိုအားကျပြီးတော့လျှက်စုငါးခုရှိတဲ့ကန်ထဲတော့မခုံချလိုက်ပါနဲ့နော်။တင့်ရဲ့အယူတော်မှာရှာတွေ့လိုက်မှာမဟုတ်ပါဘူး။ နောက်ဆုံးတစ်ကောင်နေနဲ့ရင်းနယ်ပိုင်းနဲ့အကြောင်းစရာကောင်းတဲ့အကောင်တစ်ကောင်ကြောင်းပြပြပေးပါမယ်။သူ့ရဲ့နာမည်က Angela Fish လို့ခေါ်တယ်။မြန်မာလိုဆိုရင်တော့ငါးဖိုင်သမားငါပေါ့။ဒီကောင်တွေကိုတော့ပင်လယ်ရှင်နဲ့ပိုင်းနေမှာပဲတွေ့ရမှာပါ။ဒါပေမဲ့မကြခင်တော့ကပဲရေပေါ်တက်လာလို့ကြပြားရီစာရီဖွဲ့ပြီးတော့လိုင်းပေါ်မှာပြန်နေတော့တာကိုမှတ်မိကြမှာပေါ့။ဒီကောင်တွေကပုံမှန်ဆိုရင်တော့အလင်းအောင်လုံးဝမရှိတဲ့ပင်လယ်ရှင်နဲ့ပိုင်းနေမှာနေထိုင်ကြစားကြတာပါ။သူရဲ့ခေါင်းမှာအလင်းထုတ်ပင်နဲ့ငါးများတယ်လို့အရာကြီးတစ်ခုပါနေအောင်သတိထားမိကြလား။ဒီတန်လေးက သူတို့ကိုသားကောင်ဖမ်းတဲ့နေရာမှာအထောက်အကူပေးပါတယ်။သူတို့နေထိုင်နေတဲ့နေရာအလင်းရောင်မရှိတဲ့နေရာဆိုတော့ဒီလိုမျိုးအလင်းတသိလေးရတခြားကောင်တွေအတွက်တော့စိတ်ဝင်စားစရာတစ်ခုပါ။မမြင်ဘူးမူမြင့်ထင်တယ်လို့ဒီအလင်းလေးကိုမြင်လိုက်တာနဲ့သားကောင်တွေကသူပစက်ပေါင်တာကိုအော်တိုရောက်လာကြတာပါ။တကာလာမလားပေးစိတ်လာမလားဆိုရင်တော့သူတို့အတွက်တော့တကာပဲလာကြတာများပါတယ်။ဒီကြောင့်တော့ finally မှာဇာတ်ကားထဲမှာလည်းကျွန်တော်တို့တွေ့ခဲ့ရပြီပါပြီ။အဲဒါကြောင့်သူတို့ရဲ့နာမည်ကိုငါးဖက်သမားငါးတွေလို့ခေါ်ကြတာနေမှာပါ။ဒီအချက်တစ်ခုတည်းရပဲသူတို့ကိုထူးခြားစေတာတော့မဟုတ်ဘူး။ နောက်ထပ်ထူးဆန်းတဲ့အချက်တစ်ခုလည်းရှိသေးတယ်။အဲ့ဒါကသူတို့မင်းလိုက်တဲ့ပုံစံမှာဒီငါးတွေမှာအထီးနဲ့အမောက်ခွဲဖို့အတွက်အရန်ကိုလွယ်ကူပါတယ်။အထီးတွေကအမတွေရဲ့ဆဲပုံတပုံလောက်ပဲအရွယ်စားရှိပြီးတော့မျိုးပါဖို့အတွက်အထီးနဲ့အမောက်ပေါင်းစည်းလိုက်ကြတာပါ။အထီးရဲ့ကဘာတစ်ခါလုံးပြုတ်မှုပြီးတော့အမရဲ့ခန္ဓာကိုယ်ကိုကတ်လိုက်ပြီးတော့အသွေးအသားနဲ့အာဟာရအကုန်လုံးကိုအတူတူမျှဝေသုံးဆကြတာပါ။ဒီလိုဖြစ်စဉ်ကတဘာဝမှာအရန်ရှားပါတဲ့အတွက်ပညာရှင်တွေတော့မှအောကြားလို့တဲ့ဖြစ်စဉ်တစ်ခုဖြစ်နေခဲ့တာပါ။ ီလိုမျိုးပေါင်းစည်းလိုက်တဲ့အတွက်အချင်းတွေရဲ့ဖြစ်တည်မှုကပြောက်ကွယ်သွားပြီးတော့အမတွေရဲ့အစီအပိုင်းတစ်ခုလိုမျိုးဖြစ်သွားခဲ့တာပါဒီလိုမျိုးပေါင်းစည်းတာကိုအမတစ်ကောင်နဲ့ရအထီးတစ်ကောင်ကနေ၁၀ကောင်လောက်နဲ့ပေါင်းစည်းနိုင်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်ကဲဆိုတော့အခုဒီ view ထဲမှာပြပြပေးထားတာကရှုပ်ထွေးလုံးနဲ့လက်တက်တွေနဲ့ကျင်ကားမျိုးစိတ်တွေရင်းနှစ်တည်ရဲ့ကျွန်တော်တို့ငပြန့်တွေဝူခုံးလုံးပုံမျောင်းနေတဲ့ရေပွဲတွေကို့အုံနောက်ကိုပြန်စားတဲ့ရေပန်းကောင်တွေနေစစ်ထုံးနေတဲ့ငကခုတွေနဲ့ငါးငါးများတဲ့ angler fish တွေအကြောင်းပဲဖြစ်ပါတယ် ဂျင်ကားတွေကတော့ပညာရှင်တွေအတီးပြုထားပြီးသား true sense သဘာဝကိုကျွန်တော်နိုင်တဲ့သဘာဝမျိုးစစ်တွေဖြစ်ပြီးတော့ရှင်ရောက်ထဲမှာဒီထက်ပိုပြီး true sense နဲ့အကောင့်တွေအများကြီးဆိုမှအများကြီးရှိနေဦးမှာပါ။ဘာလို့ဒီလိုပြောရလဲဆိုရင်တော့ရှင်ရောက်ကဘာကြီးနဲ့ပတ်သက်ပြီးတော့လူသားတွေသိထားရတာကဆရာကနေတော့ပဲရှိသေးရပါ။ဒါဆိုရင်အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေရောနောက်ထပ် blue true sense အကောင့်တွေအကြောင်းကိုသိထားသေးလဲ။ဒါမှမဟုတ်ဘယ်အကောင့်တွေအကြောင်းကိုအသေးသေးသိကြရင်လဲဆိုတာကို comment နဲ့မှာပြသကြပါအောင်ရှင်။ ။ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။